မင်္ဂလာပါတခြားတော့တင်နေတော့ဖုန်းထဲမှာရှိနေသော folder တွေ file တွေကိုဗီဒီယိုတွေတပ်ပုံတွေအကုန်လုံးပေါ့နော် laptop တဲသို့စနစ်တကျဘယ်လိုထည့်သွင်းရမလဲထည့်သွင်းလို့ရတဲ့နီလန်းနှမျိုးကိုမျှဝေပေးသားမှာပဲဖြစ်ပါလိမ့်ရှင်အဲ့တော့နံပါတ်1တနည်းကတော့တခြားတော့ zipper နဲ့ထိတာပဲဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဒီ desktop မှာတခြားတော့က zipper ရှိလား ဒီ laptop ဒီ desktop ပေါ်မှာပေါ့နော်အဲ့တော့ zip ရရှိတယ်ဆိုလို့ရှိရင်ဒီမှာ zip for pc ဆိုပြီးတော့တချို့တို့ကမရှိဘူးဆိုလို့ရှိရင်ဒီ chrome browser တဲ့သွားပြီးတော့ zip for pc ဆိုပြီးတော့တချို့တို့ကအဲကူကူ download လုပ်ရတယ်ပေါ့နော်ပြီး install လုပ်လိုက်ရောပါပဲအဲ့တော့ဒီ zip နဲ့ကူးတာကကြောတချို့တို့ကသူ့ရဲ့အားနဲ့ချက်ကပါတယ်ဆိုတော့ file ပဲရတယ်နော် ဖိုရာလိုက်တွေကိုတချို့တို့ကထည့်ပေးလို့မရပါဘူးအဲ့တော့ laptop ပေါ်မှာရှိတဲ့ဒီ desktop ပေါ်မှာရှိတဲ့ဒီ zip ပြဆိုတဲ့ဟာလေးကိုတချို့တို့က connect လုပ်လိုက်မယ်အဲ့လိုမျိုး connect လုပ်ပြီးသွားလို့တချို့တို့ရဲ့ set မှာလည်း VPN နဲ့မချိတ်ထားနဲ့ပေါ့နော်အဲအဲ့လိုမျိုးမချိတ်ထားတဲ့အနေအထားမှာ QR code လေးပေါ်လာအောင်စမယ်စပြီးသွားရင်တော့တချို့ရဲ့ဖုန်းထဲကဇင်ပြာကိုသွားပါမယ် ဖုန်းထဲကစပြာကိုရောက်ပြီးဆိုလို့ရှိရင်တော့စကန်ဖတ်တဲ့ဟာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီလိုဒီမှာစကန်လေးကိုဖုန်းကနေပြီးတော့ဖတ်လိုက်ပါအဲ့လိုမျိုးဖတ်ပြီးသွားပြီးဆိုလို့ရှိရင်တော့မျိုးလေးဒီလိုတော့ကဖုန်းကနေပြီးတော့ကျူအာကိုစကန်ဖတ်လိုက်တာနဲ့ဒီလိုရဲ့ဒီမှာ ဆက်ဖိုင်ဆိုပြီးတော့ပေါ်လာတယ်ဖုန်းထဲမှာလည်းကျွန်တော်တို့ကဇပြားတော့ကျွန်တော်တို့ဒီဆယ်စုနှစ်တကျော်နေပြီဆိုတော့ဒါလူတိုင်းသုံးတက်လောက်မယ်လို့ထင်တယ်เนาะအဲ့တော့ဒီချက်ဖုန်းကမပြတော့ဘူးအဲ့တော့ကွန်ပျူတာကနေပြီးတော့ကျွန်တော်တို့ပြန်ပို့မယ်ဆိုလို့ရှိရင်တော့ဒီဆက်ဖိုင်လေးကိုနှိပ်ပါနှိပ်ပြီးတော့ကျွန်တော်တို့ဒီထဲက download ရရဟာပို့ချင်တာလား desktop ပေါ်ဟာပို့ချင်တာလားပေါ့เนาะအဲ့တော့ဒီမှာကျွန်တော်တို့ပို့ချင်တဲ့ file တွေကိုသူကကျွန်တော် file ပဲရပါမယ် open ကိုနှိပ်လိုက်တာနဲ့ကျွန်တော်ရဲ့ဖုန်းထဲကိုရောက်သွားမှာပဲဖြစ်ပါတယ်ဖုန်းထဲကနေပြီးတော့ပို့ချင်တယ်ဆိုလို့ ရှိရင်လည်းအဲကျွန်တော်ပို့ခြင်းတဲ့ file ကိုရွေးချယ်ပေးလိုက်ပါမယ်ပို့ခြင်းတဲ့ file ကိုရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ ebook ကနေပြီးတော့ဒီ အဲဇစ်ပြာကနေပြီးတော့ပေါ့နော်ဇစ်ပြာကဒီမှာဒီဘောပို့လိုက်ပါမယ်အဲ့လိုမျိုးပို့လိုက်တဲ့ပုံစံကျတော့ဘယ်ထဲရောက်သွားလဲဆိုရင်ဒီ open folder ကိုတွားကြည့်ရင်လည်းရသလိုဒီအပေါ်က inbox ထဲကိုတွားပြီးတော့ကြည့်ရင်လည်းရပါတယ်တစ်ချက်ကလေးနှိပ်လိုက်ပါနှိပ်လိုက်တာနဲ့တကယ်လို့ကဒီမှာအဲဒီဇစ်ပြာထဲကနေပြီးတော့ဘယ်ထဲကို ရောက်သွားတာလဲဆိုတာကိုတကယ်လို့ကလိုက်ပြီးတော့ခြာလိုက်ရုံပဲပေါ့နော်အဲ့တော့ဒီဒီထဲက ဖိုတိုထဲမှာကျွန်တော်ရောက်သွားမယ်လို့ထင်ပါတယ်ဒီမှာဓာတ်ပုံလေးရောက်သွားပြီဒါကကျွန်တော်တို့ဖုန်းကနေပဲအဲထည့်တာပဲဖြစ်ဖြစ်ကွန်ပျူတာကနေပြီးတော့ထည့်တာပဲဖြစ်ဖြစ်သူကဖိုင်မဲရမယ်ဖိုတာအလိုက်မရဘူးနော်တနည်းအားဖြင့်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ဒီ set file ကနေပြီးတော့အဲ teacher က data detail ကအဲဒီဒီ အဲတခြားပါဒီကွန်ပျူတာကို student ဆိုတဲ့ file ကိုတကယ် open လုပ်လိုက်လို့ရှင်သူကမရဘူးလေနော်အဲ့လိုမျိုးမရဘူးသူက folder လိုက်တယ်ပဲဒီမှာတော့ nano jump နဲ့တဲ့ open ဆိုသူက open နေပဲသူကထပ်ထပ်ပြီးတော့ပွင့်သွားတယ်တကယ်တော့ဒီလိုမျိုး file and like ကိုထည့်လို့မရဘူးနော်အဲ့လိုမျိုး file and like ကိုတကယ်တော့ထည့်ကျင်တယ်ဆိုလို့ရှိရင်ကျတော့ကျိုးနဲ့ရှိတ်ပေးရပါမယ်အဲ့တော့ကိုယ့်ရဲ့ဒီကွန်ပျူတာပေါ်မှာ this pc ကိုဖွင့်လိုက်တဲ့အခါမှာတော့ locality c ရဲ့တစ်ချက်ဆက်မှာ d ရဲ့ပဲရှိတယ်အဲ့တော့တကယ်တော့ phone အသွင် ိုးတော့လိုပါမယ်အဲ့တော့ဖုန်းအားသွင်းကြိုးကိုဖုန်းအားသွင်းတယ်လို့ပါပဲကွန်ပျူတာနဲ့တချို့ရဲ့ဖုန်းနဲ့ကိုချိတ်ပေးလိုက်ပါအဲ့တော့ချိတ်ပေးပြီးသားရဲ့ဆိုရင်တချို့ရဲ့ဖုန်းထဲမှာအလောင်းကိုနှိပ်ပေးရပါမယ်ဒါဆိုရင်တော့တချို့ဒီဘက်မှာအဲပေါ်လာပြီဒီမှာတန်းပေါ်လာပြီเนาะဒီမှာ ကလစီဆိုပြီးတော့ S21 ဒီမှာ internet store တွေဘယ်လောက်ရှိရလဲဆိုတာဒီမှာရပြီအဲ့တော့ဒီ folder လေးကိုကျွန်တော်တို့ကဒီမြင်ကွင်းလေးပေါ့နော်အဲ့အရာဒီကိုဘယ်ညာကျွန်တော်တို့နှစ်ဖက်ကက်ရှင်နေဆိုရင် keyboard ကနေပြီးတော့ keyboard ကနေပြီးတော့ window logo နဲ့တချို့အဲဒီမြားလေးနဲ့တုံးပြီးလို့ရပါမယ်ညာဘက်ကိုရောက်ရှင်ညာဘက်မြားလေးကိုနှိပ်ပါမယ်ဒါလေးကို filter ပြီးတော့ဒါလေးကိုနှိပ်မယ်နော်တကယ်လို့ကိုက community explorer ဘောက်ကိုဘယ်ဘက်ကိုရောက်ရှင်နေဆိုရင်ကျွန်တော်ဘယ်ဘက်အချမ်းကိုနှိပ်ပေးလိုက်ပါ window logo ဆိုတာလေးကိုပြောတာပါเนาะ computer နောက်တစ်ခုခေါ်ရှင်နေဆိုရင်တော့ window logo နဲ့ e နဲ့ကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်နောက်မှဒီမှာထပ်ပြီးတော့ပွင့်လာတယ်အဲ့တော့မှတကယ်တော့ဘယ်ဘက်ကက်ရှင်နေဆိုရင်ဘယ်ဘက်ကိုနှိပ်လိုက်ညာဘက်ကက်ရှင်နေဆိုကျွန်တော်ကညာဘက်ကိုနှိပ်လိုက်လို့ရတယ်ဒီလိုမျိုးပေါ့เนาะ okay အဲ့ဒါဆိုလို့ရှင်တော့တကယ်တော့ keyboard ကနေပြီးတော့လောက်ကြည့်မယ်ဒါဆိုရင် အကုန်ပိတ်လိုက်တော့မယ်ကီးဘုတ်ကနေပြီးတော့ window လိုကိုနဲ့ e ကိုနှိပ်မယ် ဒါဆိုရင်ဒီမှာပေါ်လာပြီး window logo နဲ့ကျတော့ဘယ်ဘက်မြောက်နေဘယ်ဘက်ကမဲ့ window logo နဲ့ e ကိုနှိပ်မယ် window logo နဲ့ညာဘက်မြောက်နှိပ်မယ်အဲ့တော့ left arrow right arrow လေးနဲ့ကျတော့သုံးမယ်ပြီးတော့ရင်တော့နှစ်ဖက်သလုံးမှာ this pc ကိုရွေးမယ်ဒီအပေါ် reason နေခဏဖြောက်ထားလိုက်နော်နှစ်ဖက်လုံးမှာ this pc ကိုရွေးချက်မယ်ရွေးချက်ပြီးတော့ရင်တော့ classy ဒီဘက်မှာ s21 ဒီဘက်မှာအတူတူပဲနော်ဒါလည်း c ဒီအပိုင်းအတူတူပဲကိုကဖုန်းထဲကနေကွန်ပျူတာထဲကိုထည့်ချင်တာပဲဖြစ်ဖြစ်ကွန်ပျူတာထဲက နဲ့ဖုံးမြောက်ကိုထည့်ချင်တာပဲဖြစ်ဖြစ်အတူတူပဲဒါကကြောတချို့တို့ကအရန်ကောင်းတယ်ဖိုင်ရှာစရာမလိုဘူးဟုတ်ပြီနော်အဲ့တော့သူကဒီ data D ထဲမှာရှိနေတဲ့တချို့တို့ရဲ့ဒီ logo လေးတစ်ခုကိုကျတော့ဖုန်းထဲကိုပို့ခြင်းလေဒါဆိုရင်ဒီဘက်က data D ကို ဖွင့်လိုက်ပါမယ်အာ data d ကိုဖွင့်လိုက်ပါမယ်ဒီဘက်အချင်းကတော့တချို့တော့က classy ဒီဖုန်းကိုဖွင့်လိုက်ပါမယ် အဲ့တော့ဒီတဲကိုထပ်ပြီးတော့ဖွင့်မယ်ဖွင့်လိုက်တဲ့အခါမှာသူကတချက်တော့အဆုနာပြောခဲ့ရပါလေအဲ fire light ပေါ့နော် fire light ဆိုတော့ကျွန်တော်လွယ်တယ်ဆွဲထည့်လိုက်ရုံပဲနော်ဒီလိုလေးဆွဲထည့်လိုက်ဒါမှမဟုတ်ရင်တချက်တော့ copy ကူးမယ် copy လုပ်မယ်မှာ copy ဒါမှမဟုတ်ဒီဘက်မှာ paste ချမယ် copy paste ရတယ် control c control v လည်းရတယ်နော်ဒီမှာရောက်သွားပြီအဲအဲ့တော့ဒီကျိုးနဲ့ရှိတာကတခုကောင်းတာကကျွန်တော်ပါလေဒီ folder အလိုက်ကြီးကိုတချက်ထည့်ပလိုက်လို့ရတယ် ဟုတ်ပြီနော်အဲ့တော့ဒီ folder align ကိုတစ်ချက်တော့ဒီထဲမှာဆိုရင်ဒီမှာ video file နေအများကြီးပဲရှိသေးမယ်အဲ့ဒီ file လဲကိုတစ်ချက်ကထည့်မယ်ရတယ်ဒါဆိုရင်သူ့ပေါ်မှာ right click လေးကောက်ပြီးတော့ copy ပြီးရင်တော့ဒီဘက်ကကိုယ့်ရဲ့ဘယ်ထဲသွားမှာလဲဆိုတော့ internet storage ကိုရအောင်သွားသွားပြီးသွားရဲ့ဆိုရင်ဒီဘေးနားကလွတ်တဲ့နေရာမှာ right click ဆိုပြီးတော့ paste ကိုတစ်ချက်ကလေးနှိပ်ချလိုက်ပါဒါဆိုရင်တော့ file နေကူးနေတာကိုတွေ့ရပါလိမ့်မယ်ကျိုးနဲ့ရှိတာကကျွန်တော်တို့က folder align ကျွန်တော်ကူးရတာ အဆင်ပြေပါတယ် fine and light လည်းတကယ်လို့ကူးလို့အဆင်ပြေပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ဇေပြာနဲ့ကူးတာကတော့ဓာတ်ပုံတွေကူးတာမျိုးအဲဗီဒီယိုတွေကူးတာမျိုးဖုန်းဖုန်းချင်းကူးသလိုမျိုးပေါ့ကွယ်အဲ့လိုမျိုးကူးတာဆိုရင်အဆင်ပြေတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်က fine light ကြီးကူးချင်တာဆိုလို့ရှိရင်တော့အစွမ်းအလိုမျိုးအဲ copy ကူးမယ်ပြီးသွားရင်ကျွန်တော်ကဒီထဲကိုပေးချမယ် okay sd ထဲကဒီကြားဒီမှာ lmb အဲ2000နဲ့900ဆိုတဲ့ဖို့တာဒီမှာဖို့တာထဲမှာဆိုဒီမှာအများကြီးပါလိမ့်မယ်နော်အဲ့ဒါကိုတစ်ချက်က အဲဒါဖုန်းထဲကနော်ဒါဖုန်းထဲကဖုန်းမှလာ Galaxy တဲ့ကအဲဒီမှာ LMB 2900ဆိုတဲ့ file ကို right click ဆိုပြီးတော့ copy ကိုနှိပ်လိုက်ပါမယ်ဒါဖုန်းထဲမှာထားခဲ့ဦးမှာဆိုရင် copy ကိုနှိပ်ပါဖုန်းထဲမှာမထားခဲ့တော့ဆိုရင်ကျတော့ cap ကိုနှိပ်ပါမယ်ပြီးရင်နော်ဒီဘက်ကမိမိကပယ်ထဲကိုသွားမှာလေတချင် all file နဲ့ data d တဲ့က all file နဲ့ကိုသွားပြီးတော့ဒီအောက်နားလေးမှာ right click ဆိုပြီးတော့ပေးချလိုက်ပါမယ်ဒါဆိုရင်တော့တချင်တို့ဒီမှာ calculation ဆိုပြီးတော့ ဒီဟာလေးပြီးသွားတဲ့အထိဒီကျေတို့ကစောင့်ပေးရမှာပဲဖြစ်ပါလိမ့်ရှင်အဲ့တော့ဖုန်းနဲ့ကွန်ပျူတာနဲ့ချိန်မယ်ဆိုရင်ဂျိုးနဲ့ချိန်တာကတော့ဖိုတာအလိုက်ဒီကျေတို့ဖိုင်အလိုက်ဒီကျေတို့ကူးလို့ရမှာပဲဖြစ်ပါတယ်ဒါလေးကတော့ဒီကျေတို့ဒီဘက်မှာဖိုင်လေးရထက်နေတဲ့အတွက်ထက်ကူးမှလား skip လုပ်မှလားလို့မေးရပါအဲ့တော့ cancel ပဲလုပ်လိုက်ပါမယ်နော် okay ဒါဆိုရင်ရလောက်မယ်လို့ထင်ပါတယ်အတီကာကတော့တချို့တို့ရဲ့ကီးဘုတ်မှာเนาะဒါပြပေးတာပါ screen ကီးဘုတ်လေး window logo နဲ့ e နဲ့နှိပ်မယ်ဒါဆိုဒီမှာတခုထပ်ပြီး window logo နဲ့ဘယ်ဘက်များအောင်နှိပ်ရင်ဘယ်ဘက်ကတည်း window logo နဲ့ e နဲ့နောက်တစ်ခုထပ်ပါတယ် window logo နဲ့ချို့ညာဘက်များအောင်နှိပ်ညာဘက်ထပ်ပါတယ်ဒါဆိုရင်ဘယ်ညာကတ်သွားပါတယ်နှစ်ဖက်လုံးကဒီပစ္စည်းကိုရွေးပါကူးကျင်တဲ့ file တွေကို diet ရှာပြီး copy ကူးလိုက် paste ချလိုက် copy ကူးလိုက် paste ချလိုက်ရပါတယ်တဖိုင် ဲဆိုရင်တော့ကျတော့ကိစ္စမရှိဘူးလေနော် define နဲ့ဆိုတော့ဥမာတစ်ချေကဒါလေးကိုအခုဒါပါဒါလေးကိုကုချင်ဆိုတော့ right click ဆိုပြီးတော့ send to ဒီမှာ galaxy တန်းပို့လိုက်ရုံပဲအဲ့လိုမဟုတ်ဘဲနဲ့တစ်ချေတော့ file များစွာပို့တာများစွာကိုကုချင်တယ်ဆိုရင်တော့ဒီနည်းလမ်းအတိုင်းလေးတစ်ချေတော့ကုပေးရမှာပဲဖြစ်ပါလိမ့်ရှင် အဲ့တော့ဒီနေ့မျှဝေပေးသွားတဲ့အကြောင်းအရာလေးကတော့ဖုန်းထဲမှာရှိနေတဲ့ဖိုတာတွေ၊ဖိုင်တွေ၊ကွန်ပျူတာထဲမှာရှိနေတဲ့ဖိုတာတွေ၊ဖိုင်တွေကိုတကယ်တော့ကလက်တော့တဲကိုဘယ်လိုမျိုးထည့်ရမလဲအတူတူပါပဲ။ဖုန်းထဲကနေကွန်ပျူတာထဲကိုထည့်တဲ့၊ကွန်ပျူတာထဲနဲ့ဖုန်းထဲကိုထည့်တဲ့အဓိကအပြန်ပြန်အလန့်လည်းကျတော့လုပ်သွားရုံပဲ။အဓိကမှတ်ထားမှာဒီ Windows logo နဲ့ E Windows logo နဲ့ပဲပဲညာပဲများလေးပဲဖြစ်ပါလိမ့်ရှင်။သိချင်တာရှင်အောင်လား comment လေးမှာမှတ်ခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ရဲ့တင်ခဲစာမှာပြန်လည်းမျှဝေပေးပါမယ်ရှင်။